မင်္ဂလာညနေခင်းပါရှင်။လေဗန်ရုတ်တရက်ညနေခင်းသတင်းတိုင်းထုတ်လွှင့်မှုကိုစတင်ပါရမေး။ယနေ့နက်ပိုင်းအတွင်းအင်အား3.9အဆင့်ရှိငလင်းနှစ်ခု အပါဝင်ငလင်း3ကြိမ်လှုပ်ခတ်ခဲ့ဆိုတဲ့သတင်းအပါဝင်မြန်မာ21ရက်နေ့ကမွန်ပြည်နယ်အတွင်းရှိ အကျင်းထောင်အချုပ်ထောင်ဂုံထုပ်စခန်းများမှအကျင်းသားအကျင်းသူ913ဦးလွတ်မြောက်ဆိုတဲ့တဲ့ငလင်လောက်ခတ်မှုအတွေ့ပြိုကျခဲ့တဲ့မန္တလေးမြို့မှာအင်ဂျင်ကွန်တိုအားရှင်းလင်းရေးဆောင်ရွက်ရာအမျိုးသားတအူးဤယုံလောင်းတွေ့ရှိဆိုတဲ့တဲ့ချန်ပီယံလိတွင်ဘာစီလိုနာယူရိုပါလိတွင်စပါကွန်ဖရင့်လိတွင်ချက်စီတို့ရေပန်းအစားဆုံးဖြစ်နေဆိုတဲ့တဲ့စားတဲ့တဲ့တွေကိုတင်ဆက်ပေးပါပါဥဆောင်တဲ့တဲ့အနေနဲ့ ယနေ့နေ့နောက်ပိုင်းအတွင်အင်အား3.9အဆင့်ရှိငလင်းနှစ်ခုအပါဝင် ငလင်း3ကြိမ်လှောက်ခတ်ခဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဒီကနေ့ April 16ရက်နေ့နနက်ပိုင်းမှာငလင်း3ကြိမ်လှောက်ခတ်ခဲ့ပြီးအင်အား3.9အဆင့်ရှိတဲ့ငလင်းနှစ်ခုပါဝင်ခဲ့တယ်လို့မိုးလေဝသနဲ့ဇလပေးတော့ညွှန်ကြားမှုဦးစီးဌာနရဲ့ထုတ်ပြန်ချက်အရသိရပါဗျ။ ဒီနေ့ဧပြီ16ရက်မနေ့အစောပိုင်း၄မိနစ်50စက္ကန့်အချိန်မှာရေတားရှင်မြို့ရဲ့မြောက်အနောက်မြောက်ဘက်16မိုင်ခန့်အကွာကိုပဟိုပြုပြီးအနက်73ကီလိုမီတာအင်အားရစ်တာစကေ3.6ရှိတဲ့ငလင်တစ်ခုလှုပ်ခတ်ခဲ့တာပါ။တောက်ပြင်ဧပြီ16ရက်နေ့မနေ့အစောပိုင်း32မိနစ်24စက္ကန့်အချိန်မှာလဲရမဲသိမြို့ရဲ့အနောက်မြောက်ဘက်၄မိုင်ခန့်အကွာကိုပဟိုပြုပြီးအနက်41ကီလိုမီတာအင်အား3.6ရစ်တာစကေရှိတဲ့ငလင်တစ်ခုလှုပ်ခတ်ခဲ့တာဖြစ်ပါတယ်။ အဲ့နောက်မနက်9:30မိနစ်53စက္ကန့်အချိန်မှာမြေသားမြို့ရဲ့မြောက်အနောက်မြောက်ဘက်သုံးမိုင်ခန့်အကွာကိုပဟိုပြုတ်ပြီးအနက်15ကီလိုမီတာမှာ Airstars ကသုံးတက်သမ5ရှိတဲ့ငလင်တို့လှုပ်ခတ်ခဲ့တာဖြစ်တယ်လို့မိုးစလကထုတ်ပြန်ထားပါတယ်။ဆက်လက်ပြီးမြန်မာနစ်စန်တရက်နေ့ကမွန်ပြည်နယ်အတွင်းရှိအချင်းထောင်အချုပ်ထောင်ကုန်ထုတ်စခန်းများမှအချင်းသားအချင်းသူ913ဦးလွတ်မြောက်ဆွေးနွေးတဲ့တင်ဆက်ပေးပါမယ်။ ဧပြီလ19ရက်နေ့မြန်မာနယ်စပ်တရက်ကမွန်ပြည်နယ်အတွင်းမှာရှိတဲ့အကျဉ်းထောင်အချုပ်ထောင်ကုံထုပ်စခန်းတွေကနေအကျဉ်းသားအကျဉ်းသူစုစုပေါင်း913ဦးလူငိမ့်ချမ်းသာကွင်းနဲ့ပြန်လည်လွတ်မြောက်လာခဲ့တယ်လို့သိရပါဗျ။တံမြောမြို့နယ်မှာရှိတဲ့တံမြောဘဟုအကျဉ်းထောင်ကနေအမျိုးသား63နဲ့အမျိုးသမီး34ဦးမော်လမြိုင်အချုပ်ထောင်ကနေအမျိုးသား133နဲ့အမျိုးသမီး89ဦးတထုံမြို့နယ်အတွင်းမှာရှိတဲ့ဈေးမဲ့သွေးအကျဉ်းထောင်ကနေအမျိုးသား43ဦး ဘီလင်းမြို့နယ်မှာရှိတဲ့တောင်စုံကုံထုပ်စခန်းကအမျိုးသား30လူငယ်ချမ်းသာခွင့်နဲ့ပြန်လည်လွတ်မြောက်လာခဲ့တယ်လို့သိရပါဗျ။အဲ့လိုပဲတိုက်ထုံမြို့နယ်အတွင်းမှာရှိတဲ့အင်ကဘိုရဝါစိုက်မွေးစခန်းကအမျိုးသား73ဦးမုတ်ပလင်အမျိုးသားကုံထုပ်စခန်းက46ဦးမုတ်ပလင်အမျိုးသမီးကုံထုပ်စခန်းက52ဦး ပေါင်မြို့နယ်အတွင်းမှာရှိတဲ့ဇင်းကြိုက်ကုံထုပ်စခန်းကအမျိုးသား၄ဦး၊ရင်းငယ်ကုံထုပ်စခန်းကအမျိုးသား၁၀ဦး၊အင်းပြောင်ကုံထုပ်စခန်းကအမျိုးသား၉ဦး၊လူငယ်ချမ်းသာကွင်းနဲ့ပြန်လည်လွတ်မြောက်လာခဲ့ကြောင်းနဲ့အကျဉ်းသား352ဦး၊အကျဉ်းသူ162ဦး၊စုစုပေါင်း913ဦးပြန်လည်လွတ်မြောက်လာတယ်လို့သိရပါဗျ။ငလင်လက္ခဏာမှုအတွင် ပြိုကျခဲ့တဲ့မန္တလေးမြို့မှာအင်ဂျင်ကိုတို့အားရှင်းလင်းရေးဆောင်ရွက်ရာအမျိုးသားတအူးဤရုပ်အလောင်းတွေ့ရှိဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ မလာ၂၈ရက်နေ့ကလောက်ခတ်ခဲ့တဲ့အင်အားပြင်းငလင်ကြောင့်ပြိုကျခဲ့တဲ့မန္တလေးတိုင်းဒေသကြီးကအင်ဂျင်ကွန်တိုကို ရှင်းလင်းရေးဆောင်ရွက်ရာမြို့သားတအူးရဲ့ရုပ်အလောင်းတွေ့ရှိခဲ့တယ်လို့သိရပါဗျ။အင်အားပြင်းငလင်လောက်ခတ်ခဲ့မှုကြောင့်မန္တလေးတိုင်းဒေသကြီးမန္တလေးမြို့၂၁လမ်းနဲ့၂၂လမ်းလမ်း၈၀နဲ့၈၀လမ်းကြားမှာရှိတဲ့အင်ဂျင်ကွန်တိုအဆောက်အုံပြိုကျမှုကိုမြန်မာနိုင်ငံမိသက်တပ်ဖွဲ့ကရန်နီးယားတွေနဲ့အတူဧပြီလ၁၉ရက်နေ့ကရှင်းလင်းရေးလုပ်ငန်းတွေဆက်လက်ဆောင်ရွက်ခဲ့တယ်လို့သိရပါဗျ။ ီလိုဆောင်ရွက်ရမှာမနက်10:15မိနစ်အချိန်ကအမျိုးသားတအုပ်ရဲ့ရုံအလောင်းကိုရှောက်ဖွေတွေ့ရှိခဲ့တာဖြစ်တယ်လို့သိရပါတယ်။နောက်ဆုံးသတင်းတစ်ပုဒ်အနေနဲ့ချန်ပီယံလိတွေဘာစီလိုနာယူရိုပါလိတွေစပါကွန်ဖရင့်လိတွေချယ်ဆီတို့ရေဘန်းအစားဆုံးဖြစ်နေဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။စီမီဖိုင်နယ်ဆင်ကိုရောက်ရှိလာပြီးဖြစ်တဲ့ဥရောပပြိုင်ပွဲ၃ရက်အတွက်ချန်ပီယံလိမှာဘာစီလိုနာယူရိုပါလိမှာစပါးနဲ့ကွန်ဖရင့်လိမှာချယ်ဆီတို့ဘိုးဆွဲဖို့ရေဘန်းအစားဆုံးဖြစ်နေတယ်လို့သိရပါဗျ။ ချန်ပီယံလိပြိုင်ပွဲမှာဘာစီလိုနာက6-4နဲ့ရေဘန်းအဆအဆုံးဖြစ်နေပြီး၎င်းရဲ့နောက်မှာ PSG က5-2နဲ့ ာဆင်နယ်က7-4အင်တာမီလန်က6-2နဲ့အဆင်လိုက်ရပ်တည်နေပါတယ်။ယူရိုပါလိပြိုင်ပွဲမှာစပါးက8-4နဲ့ရေပန်းအဆဆုံးဖြစ်နေပြီးသူရဲ့နောက်မှာဘီဘောအိုက6-4မန်ယူက5-2ဘိုဒဲဂလင်းက7-4နဲ့အဆင်လိုက်ရပ်တည်နေပါတယ်။ Conference League ပြိုင်ပွဲမှာ Chelsea က2-5လေးနဲ့အပြတ်သက်ရေပန်းစားနေပြီး၎င်းရဲ့နောက်မှာ Betis က6-2လေး Fiorentina က7-3လေး Yagardans က20-4လေးနဲ့အဆင်လိုက်ရပ်တည်နေပါတယ်။ လေဗန်ရုတ်တရဲ့အေဘီလာ19ရက်နေ့ညနေခင်းသတင်းတွေကိုတိုက်ထုတ်လွှင့်ပေးခဲ့တာပါဆက်လက်ပြီးည7:00နာရီမှာလည်းနောက်ဆုံးရသတင်းတွေကိုတိုက်ထုတ်လွှင့်ပေးသွားမှာပါမင်္ဂလာရှိတဲ့ညနေခင်းလေးဖြစ်ကြပါလိမ့်ရှင်